တစ်ခုကတော့ကလက်ကပဗလာရှုံးထွက်16သင်းအဆင့်စတုထားနေပွဲစဉ်တွေကိုတုံးသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဇူလိုင်လ၂ရက်မြန်မာစံတော်ချိန်မနက်တနာရီခွဲမှာ Real Madrid နဲ့ Juve တက်မနက်9နာရီခွဲမှာ Dortmund နဲ့ Monterrey တို့ကစားသွားမှာဖြစ်ပါတယ်။ Real Madrid နဲ့ Juve တက်ပွဲစဉ်ကတော့ရှုံးထွက်16သင်းအဆင့်ပွဲစဉ်တွေထဲမှာထိပ်တန်းနှစ်သင်းတွေ့တဲ့ပွဲပါ။ Real Madrid ကတော့ပိုဆွဲဖို့ရပန်းစားဆုံးသင်းတွေထဲမှာပါရာမန်ပင်မဲ့ ဒီပြတ်အလွန်ဆိုအနေနဲ့အသင်းကိုလိုချင်တဲ့ပုံစံရအောင်တည်ဆောက်နေတဲ့ကာလဖြစ်တာကြောင့်ဂျူဗင်တက်ကိုပြက်ပြက်သားသားအသာရတာမျိုးဖြစ်လာဖို့မလွယ်နိုင်ပါဘူးဇာဘီအလွန်ဆိုဟာအောက်စုဒုတိယပွဲစဉ်ဖြစ်တဲ့ပါချူကာနဲ့ပွဲကစပြီးသူအောင်မြင်ခဲ့တဲ့နောက်တန်း၃ရောက်စနစ်ကိုစတင်သုံးဆွဲခဲ့ပါတယ်ဒါပေမဲ့ခန်းစစ်ပိုင်းမှာဒယာယကစားသမားတွေများနေတာကြောင့်၃ရောက်တန်းခန်းစစ်မှာရူဒီကာနဲ့ဒင်းဒူဆန်ကိုအမာခံထားပြီးတင့်တော်တယ်လို့ပွဲထုတ်ခဲ့တာတွေတွေ့ရပါတယ် အာနိုက right wing back နေရာမှာအဆင်ပြေပြေကစားနိုင်တာကိုလည်းတွေ့နေရပါတယ်။ကွင်းလယ်နဲ့တိုက်စစ်ပိုင်းကတော့ Real Madrid အတွက်အားနည်းချက်မရှိတဲ့နေရာဖြစ်တယ်လို့ဒီပွဲမှာ Mbappe လည်းပွဲထွက်ကစားလာဖို့ညားနေပါတယ်။ Juventus ကအုပ်စုနောက်ဆုံးပွဲစဉ်မှာ Man City ကိုကိုးပြတ်ရှုံးခဲ့တာမှန်ပေမဲ့ကွင်းလယ်တိုက်စစ်ပိုင်းကကစားပုံတည်ငြိမ်ပါတယ်။တရားပြဿနာတွေကြောင့်ရှိတဲ့လူနဲ့အဆင်ပြေသလိုဖွဲ့စည်းထားရတဲ့ Real Madrid ခံစစ်ပိုင်းက Juventus ကိုဂိုးမပေးရဘူးဆိုတာပြစ်နိုင်ချေနေတယ်လို့သုံးသပ်ချင်ပါတယ်။ ရီယယ်မက်ဒရစ်ကလည်းအားနည်းနေတဲ့ခန်းစစ်ပိုင်းလိုအပ်ချက်ကိုဖြည့်ဆင်းဖို့အတွက်တိုက်စစ်အားပြုပြီးဂိုးရီများများသွင်းနိုင်ဥတည်ကစားမှဖြစ်လို့ဒီပွဲကတော့ဂိုးရီများမဲ့ပွဲလို့ပဲသုံးသပ်ပေးချင်ပါတယ်။နောက်ထပ်တပွဲဖြစ်တဲ့ဒော့မွန်နဲ့မွန်တာရီပွဲစဉ်ကတော့ခြေစွမ်းတဲ့ကစားသမားအင်အားအနေထားတွေရဒော့မွန်တာနေတာမှန်ပေမဲ့ရီယယ်မက်ဒရစ်ကစားသမားဟောင်းဆာဂျီယိုရာမိုးစ်ရဲ့ဥဆောင်မှုအောက်မှာမွန်တာရီကအတင်းလိုက်ကစားပုံရောကစားအားပါကောင်းတဲ့အတင်းမှာ အုပ်စုဘွဲ့စဉ်၃ဘွဲ့မှာတကိုးပဲပေးခဲ့ရတဲ့မွန်တရီဟာခန်းစစ်ကစားပုံနဲ့တည်ငြိမ်ပါတယ်။ဒေါ်မွန်တိုက်စစ်ကကစားပုံကောင်းတာမှန်ပေမဲ့ဂိုးသွင်းယူမှုအပိုင်းမှာလိုအပ်ချက်တွေရှိတတ်တာကိုတော့ဦးဆန်ဟွန်းတိုင်းရဲ့ဘွဲ့မှာမြင်ခဲ့ရပြီးဖြစ်ပါတယ်။မွန်တရီမရှုံးနိုင်တဲ့ဘွဲ့ဖြစ်ပြီးတော့အချိန်ပိုတွေပနတီတွေအထိရောက်သွားနိုင်တဲ့ဘွဲ့လို့ပဲသုံးသပ်ပေးခြင်းပါတယ်။ ညီကိုတို့ရောဒီပုံမှာဘယ်လိုထင်မြင်ပါလဲညီကိုတို့တင်မြင် user ချက်တွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်